ဒီမဲဒါလေစူပီတို့ပန်စင်ဖို့ရေဒါစူပီကခေါင်းပန်းကအခက်90အာမိမိနှစ်ယောက်အတွက်ကအခက်30စီပြီးတော့ရင်ကပ်ပန်းလေးက10ကက်စီပေါ့နော်ကျွန်တော်တို့ဟိုဒါမေတ္တာ လက်ဆောင်ညီမလေးတို့ကိုဒီလက်ဖွဲ့ပေးတာပေါ့ခင်ဗျာအကူစင်ရဲ့သစင်ချမ်းနေပြီးတော့ညီမလေးတို့စုပြည့်တို့အတွက်ကိုလေအခက်စုစုပေါင်း200နဲ့မှ30အာမြစ်တာလက်ဆောင်ပေးထားပါတယ်ခင်ဗျာတင်းတရာကျော်ဒါပေမဲ့လေကိုချရတဲ့အမှုပညာရှင်တွေကိုလေဟိုမြစ်တာလက်ဆောင်ပေးရတော့ခါကျော်လေဘလောက်ပဲဖြစ်ဖြစ်ပေးခြင်းနဲ့ဒါကူစင်ရဲ့သစင်ချမ်းရဲ့ဟိုစေတနာပေါ့နော်မင်္ဂလာပါညီမလေးကြီး ီနေ့ကလာဒီနေ့ကအာကိုဟိဝေရန်နဲ့ညီမလေးစုပိသဇင်တို့ရဲ့မင်္ဂလာပွဲအတွက်သဇင်ပန်းခုမလို့ဟုတ်လားလာကြပြီပါဦးโอเคလာအကြပြီမယ်ဒါကဟိုပေါ်ဦးပေါ်ဖြာစောစောပွင့်တဲ့အစောပန်းမျိုးလေးတွေပေါ့နော်အာဒီဆော့ဗာမျိုးလည်းကျွန်တော်ကတိုက်ရအပေါ်ထက်မှာပဲကျွန်တော်တို့ကပစ်ချာလေးစင်းကြစိုက်ပြုတ်ပေးထားပါတယ်ခင်ဗျအဲဒီပုံမှာဆိုစုပေါင်းတိုက်နေရရှိပါတယ်ခင်ဗျကျွန်တော်တို့ဒိုင်းတိုင်းကိုအ ਨੇ စုံဥ 6ဝ90 900အထိစတယ်ခင်ဗျအဲ့တော့ပွင့်မယ်ဆိုရင်တော့အနည်းဆုံးဟိုတက်ထက်ဝက်ချိုးဆိုရင်350အဲ900အထိပွင့်ပါတယ်ခင်ဗျာအာကျွန်တော်တို့ရှိမှာကအစောမျိုးရှိမယ်ပုံမှန်မျိုးရှိမယ်နောက်ကျတဲ့မျိုးလေးရှိမယ်ဒါကျွန်တော်ကအစောမျိုးလေးကျွန်တော်စိုက်တီးတက်စိုက်ထားတဲ့စိုက်ခင်းပါခင်ဗျာဟုတ် ။တစင်ပန်းကကျွန်တော်တို့ကအရန်တံပိုးကြည့်တယ်ဆိုတာကသူတို့ကျွန်တော်ပွင့်နေတာတွေရလေသူຢာတိချင်းလေးမှာပဲကျွန်တော်တို့ကပွင့်တယ်ဒီຢာတိချင်းလေးမှာပဲပန်ဆင်ရတယ်အဲ့တော့ခါကျတော့ရှားပါတယ်အဲ့အတွက်ဈေးလေးကတော့တံပိုးလေးမြင့်မားပါတယ်ခင်ဗျဒဇင်မန်းစီကတော့အများမတက်မထားဘူးဒဇင်မန်းစီနှုံးဒီဒဇင်မန်းပွင့်နေပွင့်နေနှုံထားလေးရယ်ຢာတိဥတုလေးရယ် ဝဲလူအားလေးရဲ့အဲ့ဒီအားလေးနဲ့အချိုးကျနေတာအကယ်၍ရာသီဥတုကောင်းနေဆိုရင်ဒဇင်မန်းလေးရအများကြီးပွင့်တယ်ဝဲလူအားနေတယ်ဆိုရင်ဈေးကျသွားတယ်ရာသီဥတုကမကောင်းဘူးပွင့်တဲ့နှလုံးသားလေးကလည်းနဲနေတယ်ဝဲလူအားများနေရဆိုရင်ဈေးတက်သွားပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ဆိုရင်ရာသီဥတုမကောင်းဘူးမကောင်းတော့ခါကျတော့ဒဇင်မန်းပွင့်နှုံးလေးတွေကနဲတယ်အမှန်တကယ်အခုချန်တာဖွေးပြီးရောလေဖွေးနေရမှာဒါပေမဲ့နဲတယ်ဒါပေမဲ့အဲ့တော့ဒဇင်မန်းဈေးရလေဒီနေ့ဆိုရင်တစ်ခက်ကို5000ဖြစ်သွားတယ်ညီမလေးရဲ့ ဒီမဲဒါလေစူပီတို့ပန်စင်ဖို့ရဲ့ဒါစူပီကခေါင်းပန်းပါအခက်90ဒီနေ့အတွက်ပေါ့နော်မနေ့ကလည်းရှိတယ်အချွေရိုက်လေးအတွက်ကိုပေးတယ်ဒါဒီနေ့စူလျာရေးပက်တော့ကခေါင်းပန်းအခက်90အာမင်းမီနှစ်ယောက်အတွက်ကအခက်30စီပြီးတော့ရင်ကပ်ပန်းလေးက10ကက်စီပေါ့နော်ကျွန်တော်တို့ဟိုဒါမြစ်တာလက်ဆောင်ညီမလေးတို့ကိုဒီလက်ဖွဲ့ပေးတာပေါ့ခင်ဗျာဒါဇင်သင်းရှာပြီးတဲ့ဇင်ပန်းလေးတွေပါအော်ပြီးတော့လေဟိုညီမလေးပွဲမှာတက်မဲ့ ဲ့တဲ့တော်တွေရာလဲပဲကိုစင်ရဲရှိကိုမှားထားတဲ့အခက်400ကျော်လောက်ကိုမှားထားတယ်။အဲ့ဟာတော်လဲကိုစင်တခါတည်းခူးထားတာပေါ့။အဲ့ဒါကြောင့်မလို့ခေါင်းရှည်ကြီးတွေပဲကိုစင်ရဲခူးထားတယ်ကွယ်။အရန်လာတာပဲ။အကူစင်ရဲ့သစင်ချမ်းနေပြီးတော့ညီမလေးရစ်စုပြီတို့အတွက်ကိုလေအခက်စုစုပေါင်း200နဲ့မှ30အာမြစ်တာလက်ဆောင်ပေးထားပါတယ်ခင်ဗျ။အိုးတရားကျော်တယ်။ဒါပေမဲ့လေဟိုဘလို့ခုံမလဲတင်းတရားကျော်ဒါပေမဲ့လေကိုချရတဲ့အမှုပညာရှင်တွေကိုလေဟိုမြစ်တာလက်ဆောင်ပေးရတော့ခါကျော်လေဘလောက်ပဲဖြစ်ဖြစ် ပေးခြင်းနဲ့ဒါကုဇင်ရဲ့သစဉ်ချံရဲ့ဟိုစေတနာပေါ့နော်ဟုတ်ညီမလေးကတော့မနေ့ကတည်းကညီမလေးကိုညီမလေးရေဒီလိုဆိုညီမလေးလည်းအရင်ကျစုတင်ပါတယ်အကိုရဲတဲ့ကျွန်တော်ပြောပါတယ်ခင်ဗျဟုတ်တယ်ပုံမှန်တိုင်းကဒဇင်ပန်းက1000ချော်လောက်ပဲဖြစ်ရမယ်ဒီမှာခုချိန်ထိ9000ပတ်ချာလဲဆိုတော့လေဈေးလေးကအဲ့လိုပေါက်နေတာပါခင်ဗျအရန်ဝတ်တာသွားတယ်ညီမလေးလည်းဟုတ် တစင်မတ်မာလာအကူတို့ကအပင်စီအမြစ်စီအပွင့်စီအားစီဟိုမှုစီပုသက်စီဒါလေးတွေတော့အလဲကြပေါ့နော် random လုပ်ပြီးတော့အကူတို့ကြွရပါတယ်အာတစင်မှာကျတော့ခေါင်ခက်ရဲအကြီးခက်ရဲအလက်ခက်ရဲအသေးဆိုင်ရဲဆိုပြီးတော့ရှိပါတယ်ခင်ဗျာ တစင်ပန်းခေါင်ခက်ဆိုကြရသူ့ရဲ့အလားတရား perfect ဖြစ်နေပြီသားအဲ့တော့ခေါင်ခက်ဒီကြီးပန်းတယ်ဆိုတော့ပူလှတာပေါ့ညီမလေးရဲ့ဒါပေမဲ့လေးပဲတစင်ပန်းပန်းတယ်ဆိုတာကလေပန်းစင်နဲ့ make up ပညာရှင်ပေါ်မှာလဲမူတည်တယ်ခင်ဗျ make up ပညာရှင်ရဲ့ပန်းစင်နဲ့တဘာဝါ အဲ့ဘွားမူဒီသဇင်မန်လေးတွေကလေလှပစွာပန်ဆင်လို့ရပါသေးတယ်ခင်ဗျာជីជីတေးတေးအလက်ဖြစ်ဖြစ်ဟိုဒီတဘာဝါပမာမူတီးပြီးတော့သဇင်မန်လေးကလှပစွာပန်ဆင်လို့ရတာပါညီမလေးဟုတ်ကဲ့ဒီတချံလုံးတွေဈေးကအရင်ကဘယ်လောက်လောက်ခဲ့ကနန်းတော်မှာမှာကြောက်လို့တိုင်းနေရာကို360နဲ့မြောက်ကြီးရမှာပေါ့ညီမလေးအခုဒါစုစုပေါင်းစုပြည့်လို့မင်္ဂလာပွဲပွက်တက်တေရောဟာညီမလေးတို့စုပြည့်လို့ပွဲအတွက်ကိုစုစုပေါင်းကျွန်တော်အခက်400ကျော်ဖူးထားရတယ်ခင်ဗျဟုတ် တိတန့်ဆိုရင်အကူကသူအချိုရိုက်ကူးရေးနှစ်နှစ်ခေါက်စာရဲ့ပြီးတော့ဒီစူလာရစ်ပက်ပွဲအတွက်ဆိုစူပေါင်းအခပေါင်း230ဟုတ်ကဲ့ခင်ဗျအရန်လိုက်ဖက်တဲ့အတွေ့အလေးလိုပဲကျွန်တော်ကပြောပြရစီဘာကြောင့်လဲဆိုတော့ဟိုကိုချစ်တဲ့အမှုပညာရှင်နှစ်ယောက်စလုံးပေါင်းဖက်တာဆိုတော့လေညီမလေးကလည်းအရန်လာတာပဲအဲကိုဟင်းကလည်းပဲအရန်လာတာပဲခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ဒီဒီဇ ဟိုဒဇင်မန်းဆိုတော့သဘောကျကြတာပေါ့အာဒဇင်မန်းနေနေပေါ့နော်ဒဇင်မန်းအနံလေးကမှုေးနေတာပဲအရန်လာတာပဲပြီးတော့လဲအများကြီးပန်ရလို့ညီမလေးကလည်းဝမ်းသာပျော်ရှင်နေပါတယ်ခင်ဗျမိကလင်းချယ်မာကကျွန်တော်တို့ဒါနိုင်ငံကျော်ဒီဇင်မာနင်းဆိုတော့လေဒီဟာဒယ်ဒီကတော့ပြောပါတယ်စမိတ်ချမာစမိတ်ထဲမှာမဒဇင်မန်းလေးတွေကိုပေါ့နော်အဲ့လိုလေးတစ်တစ်ကလေးတော့ရေတကွန်းပုံမှာတစ်တစ်ကလေးပန်းချင်တယ်ဆိုတော့ခါကျတော့ကျွန်တော်အဲ့ဒါကြောင့်အခက်90လေးပန်းစင်ပြီးဖြစ်ပါပါခင်ဗျာကိုဟိန်းတို့ဒါစုပြည့်တို့ဆိုတာကအကူတို့ ငငယ်လေးကလေးကကိုတို့ကိုတို့ငငယ်လေးပေါ့နော်ဒါစက်တူပြဒီလောက်ပါပဲအားပေးခဲ့ရတဲ့အမှုပညာရှင်တွေကိုအမှုပညာရှင်တော့ကိုသဘောကျတဲ့အမှုပညာရှင်တွေကိုလေကိုပြုစုပြောင်းတဲ့သင်ပန်းလေးတွေပြရတော့ခါကြော့လေအတိုင်းမသိဝန္တာပီတိဖြစ်ရတယ်ခင်ဗျာဟုတ်အခုနဲ့ညီမလေးပေါ့နော်တက်ရှိချမ်းမှာချမ်းသာစွာနဲ့တာရနာတွေအထူးပြုနိုင်ပြီးတော့အသက်ရာကျော်ရှည်စွာနဲ့တာတာမီမီလေးတွေနဲ့ဟိုလှပတဲ့အရာလေးတခုဖြစ်ပါစေလို့ကိုစင်းသစင်ချမ်းနေပြီးစုမုံကောင်းတောင်းပြလိုက်ပါရခင်ဗျာ